မင်္ဂလာပါရှင်2025ခုနှစ်ဇွန်လ14ရက်နေ့ရက်မွန်တဲ17နိုင်ချင်းတီနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မူမူပါရှင်။ဖားကန့်တောင်ရကုန်းရွာမှာပြည်သူ၃ဦးကိုစစ်တပ်ကရရက်ဆက်ဆက်ပစ်တက်ခဲ့ပြီးစစ်တပ်ရဲ့တပ်ဖြတ်မှုကြောင့်တေဆုံးသူပြည်သူ26ဦးအထိရှိလာပါပြီ။ရွှေကျင်မြို့နယ်အခြေစိုက်စစ်ကောင်စီရဲ့ခမရ968တရင်ကိုလက်နက်ကြီးများဖြင့်တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။တဲကုံမြို့နယ်မှာကင်းဆောက်ရံတာဝန်ယူထားတဲ့ ပြူစောတီမျိုးအောင်ကိုတာဝန်ကျိန်နှောက်ကြမှုနဲ့စစ်သားတွေကပြစ်ဒဏ်ပေးရိုက်နှက်ရမှာလက်လွန်ပြီးတော့တည်ဆုံသွားပါရဲ့ရှင်။ထောက်ကျက်အမတ်၃လမ်းနဲ့အမတ်ခွန်လမ်းစုံမှာရှိတဲ့စစ်တပ်ဘဏ်ကောက်ကိုအဝေးထိမ်းမိုင်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အလုံးမျိုးတွေမှာစစ်ကောင်စီကအလုံးအပြည့်ပြည့်ဆိုင်ရာစိတ်ခံတရားတိဆောက်ရေးတိုးချဲ့ရန်လို့ဆိုကစောရင်ပိုင်းအနောက်ရက်ကွက်မှာအင်ဂျင်900ကျော်ကိုအတင်းကျပ်ပြောင်းရွှေ့ခိုင်းနေပါတယ်။ တောင်ကိုရီးယားရဲ့မြန်မာဒုက္ခသည်ခေါ်ယူရေးအစီအစဉ်ရက်ဆိုင်လိုက်တယ်လို့သိရပါတယ်ရှင်။ဒီသတင်းနဲ့အတူဒီကနေ့မွန်းတဲ့၁၂နာရီချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကချင်ပြည်နယ်ဖားကန်းမြို့နယ်တောင်ရကုန်းကျေးရွာမှာပြည်သူ၃ဦးကိုစစ်တပ်ကရရက်ဆက်ဆက်ပစ်တက်ခဲ့ပြီးစစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်တေဆုံးသူပြည်သူ26ဦးအထိရှိလာကြောင်းဒေသပြည်သူတွေကပြောပါတယ်။ ဇွန်လ23ရက်နေ့မော်စီစာဖျားကုန်းမှာစစ်ကောင်စီတပ်ကတောင်ရကုန်းကျေးရွာဘက်ကိုစစ်ကြောင်းထိုးလာကြောင်းအဲဒီနောက်မှာပြည်သူ၃ဦးကိုရရက်ဆက်ဆက်ပြစ်ခတ်တပ်ဖြတ်ခဲ့ကြောင်းပြည်သူ၃ဦးကိုတပ်ဖြတ်ရမှာအပိုင်းပိုင်းဖြတ်ပြီးတော့တပ်ဖြတ်ထားခြင်းမျက်စိများထိုးပေါက်တပ်ဖြတ်ထားခြင်းနဲ့ဥကောင်းကိုအစိမ့်စိမ့်မွားမွားဖြစ်အောင်ရိုက်နှက်တပ်ဖြတ်ထားခြင်းတို့ဖြင့်အလုံးရက်ဆက်တဲ့တပ်ဖြတ်မှုတွေလှုပ်ဆောင်ခဲ့ကြအောင်အလောင်းတွေကိုလုံခင်းတုတ်တံမှာစစ်တပ်ကစွန့်ပစ်ခဲ့ကြောင်းလည်းသိရပါဗျ။ မော်စီစာကနေထွက်လာတဲ့စစ်ကြောင်းကတောင်ရုံကြီးရွာရောက်တဲ့အချိန်မှာအဲ့ဒီရွာက ပြည်သူ၃ဦးကိုတတ်ထားတယ်။တအူးကို အပိုင်းပိုင်းပြက်တတ်ထားတယ်။နောက်တအူးကိုတော့မျက်စိတွေထိုးပေါက်ပြီးတော့တတ်ထားတယ်။နောက်တအူးကတော့ဥကောင်းကိုရစရာမရှိအောင်ရိုက်နှက်ထားတယ်။ပြည်သူနောက်တအူးကိုလည်းလုံခင်းတုတ်တံမှာပြစ်တတ်ထားတယ်လို့ဒေတာပြည်သူတအူးကရှင်းပြထားပါတယ်။ဒါပြင်စစ်တပ်ကတောင်ရုံကျေးရွာမှာပြည်သူ50ဦးကိုလည်းလူသားတိုင်းအဖြစ်ဖမ်းဆီးခဲ့ပြီးတော့တောင်ရုံတာယာကုန်းနဲ့ အမိုက်ပုံဘက်ကိုစစ်ကြောင်းထိုးခဲ့ကဖားကတ်မြို့ကိုစစ်အင်အား90ဖြင့်ဝေရောက်သွားကြောင်းဖမ်းဆီးခံထားရတဲ့ပြည်သူတို့ကိုပြန်လွတ်ခဲ့ပေမဲ့အများစုကတော့ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့သိရပါဗျ။ဒါပြင်ဇွန်လ12ရက်နေ့နနက်6နာရီအချိန်မှာစစ်တပ်ကတက်ဆွဲထားတဲ့မော်စီစာဖျားကုန်းအနီးမော်စီစာလမ်းစုံမှာပြည်သူတုံးဦးကိုစစ်တပ်ကတပ်ဖြတ်ခဲ့ပါတယ်ရှင်။အကြမ်းဖက်စစ်ကောင်စီကမေလနှောက်မိုင်းမှစပြီးတော့ဖားကတ်မြို့နယ်အတွင်းကို ဝင်ရောက်လာခဲ့ပြီးတော့ အဲ့ဒီအချိန်ကစတင်ကပြည်သူတွေကိုစက်တိုက်တပ်ဖြတ်ခဲ့ရမှာယနေ့ဇွန်လ14ရက်နေ့ထိစစ်တပ်ရဲ့တပ်ဖြတ်မှုကြောင့်တေဆုံးသူ26ဦးအထိရှိလာပြီလို့သိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဘကိုးတိုင်းရွှေကျင်မြို့နယ်ညောင်ခြေထောက်ကျေးရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ခမာယ998တပ်ရင်းဌာနချုပ်ကိုလက်နက်ကြီးနဲ့တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဘကိုးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖကဒီကနေ့မှသတင်းထုတ်ပြန်ထားပါတယ်။ဇွန်လ10ရက်နေ့ကကွင်းစိတ်ကျေးရွာနယ် ဝင်းကန်ကျေးရွာအကြားမှာရှိတဲ့ညောင်ချထောက်ကျေးရွာက ခမရ968တရင်နဲ့အနီးဝန်းကျင်မှာဘန်ကာတွေပြန်လည်တိဆောက်နေတဲ့စစ်ကောင်စီတပ်ကိုလက်နက်ကြီးတွေနဲ့တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။အဲ့ဒီပစ်ခတ်မှုအတွင်းမှာစစ်ကောင်စီတပ်က10ယောက်ကျော်ဒဏ်ရာရရှိခဲ့ပြီး2ယောက်ကဒဏ်ရာပြင်းထန်ကစစ်တောင်းမြစ်အနောက်ဘက်ကကျေးရွာတွေဘက်တဲယူလာတာကိုတွင်းမြင်ခဲ့ရတဲ့ပြည်သူတွေကတော်လန်ရေးတပ်ဖွဲ့တွေစီကိုတည်င်းပေးပို့လာတယ်လို့ဘကိုးခရိုင်ပကဖကဆိုပါတယ်။ ။ဒါပြင်တင်ဆောင်သူတွေကလည်းပြီးခဲ့တဲ့ခမရ968အနီးဝင်းကျင်မှာမြုံနံခဲ့တာကြောင့်အရေအတွက်အတိကျတော့မတရားသေးပါဘူး။အဲ့ဒီတိုက်ခိုက်မှုကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNN အနေနဲ့ပူပေါင်းဗကိုးခရိုင်ပါကာဖာကာဝပါကာဖာ UDF တပ်ဖွဲ့တို့ပူပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့ခမရ968တရင်ကိုပြီးခဲ့တဲ့မေလ10ရက်နေ့ကတော်လှန်ရေးတပ်ဖွဲ့တွေကတွားရောက် တိုက်ခိုက်ချိန်မုန်းခဲ့ရမှာလက်နက်မျိုးစုံ83လက်စစ်သားအလောင်း30ခန့်စစ်တုပ်ပန်း6ရောက်နဲ့မိသားစုဝင်9ရောက်တို့ကိုဖမ်းဆီးရရှိထားပြီးစစ်ကောင်စီတပ်ကအရာရှိတွေအပါအဝင်အယောက်90ခန့်စခန်းစွန့်ခွာတွက်ပြေးသွားတယ်လို့သိရပါတယ်ရှင်။ဆက်လက်ပြီးပဲခူးတိုင်းတဲကုန်းမြို့နယ်မှာကင်းဆောက်ရန်တာဝန်ယူထားတဲ့ပြူစောတိမြို့အောင်ကိုတာဝန်ချိန်နှောက်ကြမှုနဲ့စစ်သားတွေကပြစ်ဒဏ်ပေးရိုက်နှက်ရမှာလက်လွန်သေးဆုံးသွားကြောင်းဒေသပြည်သူတွေကပြောပါတယ်။ ယမန်နေ့ဇွန်လ23ရက်နေ့နနက်9:00နာရီအချိန်မှာတဲကုံမြို့နယ်အမတ်တိရက်ကွက်ရဲ့ပြည်သူစစ်လုံခြုံရေးအဖွဲ့ဝင် ဖြစ်တဲ့ဖြူစောတိမျိုးအောင်ကိုတာဝန်ချိန်နှောက်ကြမှုနဲ့စစ်သားတွေကရိုက်နှက်အပြစ်ပေးစင်မှာလက်လုံတေဆုံသွားခဲ့ခြင်းဖြစ်ကြောင်းတေဆုံပြည့်ရဲ့နောက်မှာစစ်တပ်ကတပ်ဆိုင်ရာမိသားစုတွေထံကိုအကြောင်းကြားလာတယ်လို့သိရပါတယ်တဲကုန်းမျိုးအမတ်တိရက်ကွက်မှာနေတဲ့မျိုးအောင်ရော သူ့ညီနဲ့သူ့အဖေအပါဝင်၃ဦးစလုံးက ပြူစောတီးပြည်သူစစ်တွေပါမျိုးအောင်ကတာအကြီး အဲ့ဒါလုံခြုံရေးကင်းယူဖို့တောင်းဝင်ချင်းနှောက်ကြလို့ဆိုပြီးစစ်တပ်ကအပြစ်ပေးရာကနေလက်လွန်ပြီးတော့တေဆုံသွားတယ်။မနေ့မနက်9နာရီမှာဆုံးတာ။ရိုက်နဲ့အပြစ်ပေးရာကနေလက်လွန်ပြီးတေဆုံသွားတာလို့ဒေတာပြည်သူတို့ကပြောပြပါဗျာ။တဲကုန်းမြို့နယ်စစ်တပ်ကလုံခြုံရေးတိုးမြင့်နေပြီးတော့အတိကအပြစ်ပြည်သူကောက်ွယ်ရေးတပ်တွေရဲ့နယ်မြေစိုးမိုးမှုကျေပြန်းလာခြင်းနဲ့မြို့ပေါ်ထိစစ်တပ်ထောက်တိုင်များကိုချိန်မုံနှိမ်နှင်းမှုတွေကြောင့်စစ်တပ်နဲ့ပြူစောထီးများက အချိန်တိုင်းကြောက်လန့်နေကြကြောင်းဒါကြောင့်လုံခြုံရေးနဲ့ပတ်သက်ပြီးတော့စစ်တပ်နဲ့ဖြူစောတိများအကြားမကြာခဏဆိုသလိုအငင်းပွားခိုက်ရန်ဖြစ်ပွားမှုများနဲ့တူတာဝင် ကိုတာဝင်လွဲခြားပြစ်တင်မှုများပေါ်ပေါက်နေကြောင်းဒေတာပြည်သူတွေကဆိုပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်တိုင်းထောက်ကျမ်းမြို့နယ်အမှတ်3လမ်းနဲ့အမှတ်ခွန်လမ်းစုံမှာစစ်တပ်ဘန်ကားတွေကိုအဝေးတိမ်းပိုင်းနဲ့တိုက်ခိုက်ခဲ့ကြောင်း Operation Fring ပျောက်ကြားတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ ဂျမန်နဲ့ဇွန်လ17ရက်နေ့ည8:00နာရီကျော်မှာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိမရှိကိုစုံစမ်းဆဲဖြစ်ကြောင်း Operation Spring ကဆိုပါတယ်။အဝေးထိန်းနှလုံးသုံးခဲ့ပါတယ်။တလုံးပဲကောင်းကောင်းအောင်မြင်ခဲ့ပါတယ်။တလုံးက ပေါက်ကွဲအားနှဲသွားခဲ့ပါတယ်။စစ်ခွေအဆောက်၃ကောင်အပြင်ထွက်ချိန်ဆွဲလိုက်တာတကောင်ပဲထိပြီးတော့လဲကျသွားတယ်လို့ OF သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကဆိုပါတယ်။ စစ်စင်ရေးပြီးဆုံးပြီးတဲ့နောက်မှာတော်လန်ရေးတပ်ဖွဲ့တွေအားလုံးဘေးကင်းရာကို ရောက်ရှိနေပြီဖြစ်ကြောင်းလဲပြောထားပါဗျ။ Operation Frame အနေနဲ့စစ်ကောင်စီတပ်ကိုအချိန်မြင့်ဆက်လက်ချေမှုန်းသွားမယ်လို့လည်းအသိပေးထားပါရဲ့ရှင်။ဆက်လက်ပြီးရန်ကုန်တိုင်းအလုံမြို့နယ်မှာစစ်ကောင်စီကအလုံအပြည့်ပြည့်ဆိုင်ရာစိတ်ခံတရတိဆောက်ရေးတိုးချဲ့ရန်လို့ဆိုကာစောရံပိုင်းအနောက်ရပ်ကွက်မှာအင်ဂျင်900ကျော်ကိုအတင်းအကျပ်ပြောင်းရွှေ့ခိုင်းနေကြောင်းဒေတာပြည်သူတွေကပြောပါရဲ့။ ရန်ကုန်တိုင်းအလုံမြို့နယ်ကာကွယ်ရေးဝင်ကြီးဌာနပိုင်းမြေ156ဒသမ63ဧကဘော်မှာအလုံအပြည့်ပြည့်ဆိုင်ရာစိုက်ခံတရာတိဆောက်ရေးစီမံကိန်းအပိုင်း3ဆောင်ရွက်မည်ဖြစ်ကြောင်းအဲ့ဒီစီမံကိန်းမှာမြေဧက32ဒသမ184ဧကပါဝင်ပြီးတော့အလုံမြို့နယ်စောရံပိုင်းအနောက်ရက်ကွက်မှာအဲ့ဒီစီမံကိန်း area မြေအတွင်းကြာရောက်နေကြောင်းဒါကြောင့်စောရံပိုင်းအနောက်ရက်ကွက်မိုးကောင်းတဲ့ စိတ်ဝင်အတွင်းမှာအင်ဂျင်900ကျော်ချက်ချင်းပြောင်းရွှေ့ပေးရမယ်လို့စစ်ကောင်စီကအမိန့်ပေးလာကြောင်းသိရပါတယ်။နေလာတာကလည်းနှစ်ပေါင်း30လောက်ရှိနေပြီ။အခုမှထားဖယ်ခိုင်းတာအင်ဂျင်900ကျော်နဲ့အိမ်တော်စုလူဦးရေထောင်ချီပြီးတော့ဒုက္ခရောက်နေကြတယ်လို့ဒေတာပြည်သူတွေကပြောပါတယ်။စစ်ကောင်စီကအလုံမြို့နယ်စောရံပိုင်းအနောက်ရပ်ကွက်အလုံအပြည့်ပြည့်ဆိုင်ရာစိတ်ခံတတာစီမံကိန်းအတွင်းရောက်ရှိနေတဲ့ နေထိုင်သူတွေအားလုံးအနေနဲ့မဖြစ်မနေဖယ်ရှားပေးရမှာဖြစ်ပြီးတော့1955ခုနှစ်အစိုးရအိမ်ဥပဒေနင်ထုတ်ခြင်းအဥပဒေဖြင့်နင်ထုတ်ခြင်းဖြစ်ကြောင်းသတ်မှတ်ထားတဲ့ရက်ွက်တွေကထွက်ခွာခြင်းမပြုပါကအင်အားသုံးဖယ်ရှားမယ်လို့လည်းအသိပေးထားပါတယ်နေထိုင်သူတွေကတော့ grant မရှိကြပါဘူးနေကြရင်လည်းရက်ွက်ကြီးလို့ဖြစ်လာကြတာနှစ်ပေါင်း20ကျော်30လောက်ကြာမှစစ်တပ်ကသူတို့ပိုင်နယ်ထားလို့တာ မိုးရင်းကာလာကြီးချက်ချင်းပြောင်းရမယ်ဆိုတော့ဘာလို့လို့ဘာကန်ရမှန်းမသိတော့ဘူးလို့စောရံပိုင်းအနောက်ရက်ကွက်နေထိုင်သူတက်စီရင်မောင်းတအုပ်ကပြောပြပါဗျ။ဒါပြင်စောရံပိုင်းအနောက်ရက်ကွက်အုပ်ချုပ်ရေးမှုကလည်းအဲ့လိုနင်ထုတ်ခံရမှုကိုအကြောင်းပြပြီးတော့ပြည်သူတွေထံမှငွေညစ်တောင်းခံမှုတွေလှုပ်ဆောင်ရရှိကြောင်းဒေသပြည်သူတွေကပြောပြထားပါရဲ့ရှင်။ နောက်ဆုံးသတင်းတပုတ်အနေနဲ့တောင်ကိုရီးယားသမ္မတနိုင်ငံအနေနဲ့မြန်မာဒုက္ခသည်တွေကိုလက်ခံခေါ်ယူမဲ့အစီအစဉ်ကိုလှုပ်ဆောင်နေတဲ့အဆင့်မှာပဲဒေတာခံတွေရဲ့ကောင်းကွက်မှုကြောင့်ရက်ဆိုင်လိုက်ပြီးဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ်ကအတည်ပြုပြောဆိုပါတယ်တောင်ကိုရီးယားနိုင်ငံအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးယုံ UNHCR နဲ့ချိတ်ဆက်ပြီးမြန်မာနိုင်ငံကဒုက္ခသည်တွေကိုလက်ခံမဲ့အစီအစဉ်ကိုပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာစတင်အကောင့်ထယ်ဖို့လှုပ်ဆောင်နေတာဖြစ်ပါတယ်။လေလာကြောင်အကောင့်ထဲပေါ်ဆောင်ရွက်မှုတွေလှုပ်ဆောင်ခဲ့ပြီးတဲ့နောက်မှာအခုစွန်လအတွင်းမှာတော့တောင်ကိုရီးယားပြည်သူတွေရဲ့ကန့်ကွက်မှုအချို့ကြောင့်အစီအစဉ်ရပ်ဆိုင်လိုက်တာလို့သိရပါရရှင့် ဒီကနေ့မွန်တဲ့၁၂နာရီချိန်ထိနောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။